အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါနာမည်ကျော် Superstar Cristiano Ronaldo ကအခုလက်ရှိမှာ Saudi Arabia Club Al Nassr နဲ့လမ်းခွဲသွားနိုင်တယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်ခဲ့ပြီးမှအခု Al Nassr က Cristiano Ronaldo ကိုစက်ထိန်ထားနိုင်ဖို့တော်တော်လေးအချိန်ကြီးကောင်းသွားတယ် ဆိုတော့အခုလက်ရှိမှာဆော်ဒီအာရေဗျာထိပ်တန်းကလပ်တွေကိုပိုင်ဆိုင်ထားတဲ့ဘင်ဆယ်မန်ပေါ့လေဘင်ဆယ်မန်ဆိုတာကလက်ရှိဆော်ဒီရဲ့အင်ရှိမင်းသားဖြစ်ပြီးတော့ PIF လို့ခေါ်တဲ့ Public Investment Fund အဓိကပိုင်ဆိုင်ထားတယ်သူကိုယ်တိုင်ဆော်ဒီဘောလုံးလောကတိုးတက်ဖို့20ဘီလီယံထိထည့်သွင်းထားပြီးတော့အခုလက်ရှိမှာ အိုက်ဆိုဒီကဘယ်ဆမင်ပိုင်ဆိုင်ရှေးရပိုင်ထားတဲ့ကလပ်၄သင်းတဲကဒါအာလီနဲ့အဟီတီဟက်ကိုခရစ်စတီယာနိုရီတို့ကိုဆက်ထိန်ထားဖို့သူတို့ဘက်ကပြောနေထားတယ်။အဓိကတော့ sorry pro league မှာလူစိတ်ဝင်စားတဲ့ဒီတစ်ခုဖြစ်လာအောင်ရိုနယ်ဒိုကအဓိကဥဆောင်ခဲ့တာဖြစ်တဲ့အတွက်ရိုနယ်ဒိုကိုသူတို့ဘက်က sorry မှာဆက်ရှိခြင်းနဲ့ဒါကြောင့်အဟလာကိုပဲပြောင်းလာ အာလီကိုပြောင်းမလားဆိုတဲ့ option တစ်ခုကိုပေးထားတယ်ဒါပေမဲ့လည်းခရစ်စတီယာနိုတို့ဟာနောက်ဆုံးမှာတော့အာနာဆာအသင်းမှာပဲဆက်နေဖို့ဆုံးဖြတ်သွားတယ်ဆိုတော့အာနာဆာရဲ့အာဇာဒရိုက်တာဟီယာတို့အပါဝင်တောင်းရှိသူတွေအားလုံးကရိုနယ်ဒိုကိုဆွေးနွေးပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုကို promise ပေးထားတယ်ပေးတယ်အဓိကတော့ရိုနယ်ဒိုကလက်ရှိအသင်းမှာအခုသူတို့နီးပြစတဖိုစတဖိုနီပြောလိလဲယာဒုကထုတ်ခံရတယ်ဆိုလက်ရှိအသင်းကတော်တော်လေးဝီးဖြစ်တယ်အသင်းလိုက်စူးစိမှုအားနေတယ်ခံစစ်အားနေတယ်ကွာလတီကိုးသမားရှိတယ် quality တိုက်စစ်တွဲရှိတယ်ဒါပေမဲ့ကွင်းလယ်ပိုင်းတော်တော်လေးအားနေတယ်ဆိုတော့အရင်တုန်းကတော့ဒါ Otavio တို့ Blue Sovit တို့ Fofana တို့နဲ့တော်တော်လေးအလုံးဟုတ်ပြီမဲ့အခုလက်ရှိမှာသူတို့ကွင်းလယ်ကတော်တော်လေးဝီးဖြစ်တယ်ဆိုတော့ Cristiano Ronaldo ဟာ Anderson နဲ့တက်တန်းထပ်တိုးမယ်တနည်းကိုတန်းနေရပဲထပ်မံရရှိမှာဖြစ်ပေမဲ့ဒီဒီချိန်မှာတော့ဒီနွေရာသီဆမ်မမှာ Anderson ဟာထိတ်တန်းကစားမားတွေကိုခေါ်ယူပေးမယ်ဆိုပြီးတော့ Ronaldo ကိုဒါသူတို့ဘက်ကဒါဘယ်လို promise ပေးထားတယ် အောင်နာစာနေနဲ့ကလရဲ့ဒါဘိုးနောက်ခံလို့အတွဲကွင်းလေအတွဲနဲ့တောင်းပန် position တွေကိုအဓိကအခေါ်ယူအားဖြည့်သွားမှာဖြစ်ကြောင်းဆိုပြီးတော့သူတို့ဘက်ကလည်းကစားမရောင်းချမှုတွေကိုလည်းပြုလုပ်သွားဖို့ရှိတယ်လို့ဆိုတယ်ဒီနေရာမှာ sorry pro league ကနောက်ထပ် channel တစ်ချက်ကအခုလောလောဆယ်အနေထားရဒါဘယ်လိုပြောမလဲ sorry pro league ကအခုလောလောဆယ်မှာဒီအာနာစာရဲ့ပြိုင်ပွဲအာဟာလာကအခုလက်ရှိမှာသူတို့ဘက်ကဒီ simuni inzaghi ကိုအသေးအတန်လိုက်နေတယ် ဆီမိုနီအင်ဇာဂီကိုချန်ပီယံလိဘုံကမတိုင်ခင်မှာအချို့သဘောတူညီမှုရရတယ်ဆိုတဲ့သတင်းတွေတောင်းလျှောက်တက်နေတယ်တစ်ဖက်မှာတော့ဒါဘရူနိုဖာနန်ဒက်စ်ကိုအာဟာလာကအသေးအံလိုက်နေတယ်တစ်ချိန်တည်းမှာပဲအာဟာလာဟာထိတ်တန်းကစားမတွေအပြင်ကိုအခုလောလောဆယ်မှာအေစီမီလန်အသင်းရဲ့ဘယ်နောက်ခံစားမတေယိုဟနန်ဒက်စ်ကိုပါကမ်းလှမ်းထားတယ်ဆော်ဒီကလပ်ကဒီကစားမကို တနည်းလောက်ခလာစာတန်း30ထိပေးထားပြီးတော့ဒါသူ့ကိုဒါခေါ်ယူဖို့ကြိုးပမ်းနေတယ်ဒီညမှာအာဟာလာရဲ့ကံလာမှုတွေကိုဒါလက်ရှိမှာအသိတော်တော်များများကတော့စောင့်ကြည့်နေတဲ့အချိန်မှာလက်ရှိအနေထားရဒါအာနာစာတသိန်းတည်းကပဲအဖြစ်ုံနဲ့မရဘူးဆိုတော့တကယ်လို့ဗျာဒီဒီအာနာစာရဲ့ပြိုင်ဘက်အာဟာလာကအဖြစ်မယ်ဆိုရင်ဗျာသူတို့လိုက်နေတဲ့ကံမှာကအော်စီမန်ရှိမယ်လာဗီယာရှိမယ်ဘရူနိုဖနန်တက်ရှိမယ် ထေယုန်နန်းတက်ရှိတယ်ဒါကဒါတော်တော်လေးကောင်းတာအခုဆိုရင်အာဟလာအာဟလာဟာထေယုန်နန်းတက်ကို2028ထိသုံးနေစာချုပ်သူကစာချုပ်တစ်နှစ်တစ်နှစ်ပဲကြာတော့တယ်အဲ့ဒီမှာလာစာကလာစာကတန်း30ပေးပြီးတော့ဒါသူ့ကိုတခြားခံစား권နောက်ထပ်တန်း40အပါဝင်ပြောင်းရွှေ့ခြေတန်း60လောက်ပေးဖို့လုပ်နေတယ်ဆိုတော့ခရစ်ယာန်ရော်နယ်ဒိုရဲ့အသင်းမှာကျွန်တော်အမြင်တော့စာဒီယိုမာနီနဲ့ဂျွန်ဂျွန်ရန်ရှိတဲ့ကြောင့်တိုက်စစ်ကပြဿနာမရှိပေမဲ့ကွင်းလေတခြားဘောက်တစ်ယောက်နဲ့နှစ်ယောက်ခေါ်ရမယ် ဆန်စစ်တယောက်နဲ့နှစ်ယောက်ဆိုတော့ရော်နယ်ဒိုကိုနူယာဒီမှာကြီးမားတဲ့အပြောင်းလဲတွေပြုလုပ်ပေးမယ်ဆိုတဲ့ promise နဲ့ဒါအယ်နာဆာကဆက်ထိန်ထားတဲ့အတွက်ခရစ်ယာန်ရော်နယ်ဒိုဟာအယ်နာဆာအသင်းမှာဆက်ရှိအောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်